နိုင်ငံတကာကမြန်မာနိုင်ငံပြည်သူတွေရဲ့ငလျင်တန်းခံပြည်သူတွေအတွက်ပေးတယ်ဆိုတဲ့နေရာကဘယ်မှာအဆုံးသတ်လဲဆိုရင်စေအုပ်စုတက်ထဲကိုပေးလိုက်တာ ਨੇ အဲ့ဒီမှာနေအဆုံးသတ်သွားတယ်အဲ့တော့စေအုပ်စုကအဲ့ဒါကိုပြည်သူတွေကြားထဲကိုမဝေဘူးမဖြန့်ဘူးအဲ့ခါကျတော့ပြည်သူတွေကတကယ်တမ်းနိုင်ငံတကာပေးတဲ့အကူအညီဆိုတဲ့အထောက်လိုက်ဝင်လာတဲ့ဟာတွေကိုလက်သေးချမရဘူးအဲ့ဒါတခုနောက်တစ်ခုအရေးအကြီးဆုံးကဘာလဲဆိုတော့ငွေကြေးအဲ့တော့အမအိုင်းရစ်အစိုးရလားအော်စတြေးလျအစိုးရလားเนาะဒီလိုမျိုး UK EU စသဖြင့်ဒီနိုင်ငံတွေက ငွေရကြီးရဒေါ်လာတန်းနဲ့ချီပြီးတော့မှပေးတဲ့ဥစ္စာကိုလောက်တယ်အဲ့တော့ဒီနေရာမှာသူတို့တွေကြည့်ရမယ့်ဟာကဘာလဲဆိုတော့စေအုပ်စုကအာငွေလဲနှုန်းကိုလေးငွေလဲနှုန်း၄ခုလောက်နဲ့သူကအာဖြတ်စားလက်စားလုပ်နေတာနော်ဒီငွေလဲနှုန်း၄ခုလောက်ကို ကုလသမဂ္ဂရဲ့ UN agency တွေအာ PY INGO တွေနော်ပြည်ပင်းအဖွဲ့အစည်းတွေကြားထဲမှာသူလိုရင်လိုသလိုသူကြိုက်တဲ့ exchange rate ကိုသူတုံးပြီးတော့မှလုံနေတော့ခုနကနိုင်ငံတကာကပေးလိုက်တယ်ဆိုတော့ဒေါ်လာနဲ့ဟိုလာဒီဂလီယန်အတွက်ပေးလိုက်တယ်ဆိုတော့ငွေဟာခုနကဘယ် exchange exchange rate ငွေလဲနှုန်းဘယ်ဟာကိုသုံးပြီးတော့သူကဘယ်လောက်အထိ အမြတ်ရထားတယ်လဲဆိုတဲ့အဥ္စာမှာတင်ကျမတို့ကအာမိတ်ကိုထုတ်စရာအများကြီးဖြစ်သွားပြီ